အနာသိမ့်ပြီးဘာမှမကြဘူး1964မှာစီးပွားရေးတွေပြည်သူပိုင်သိမ့်တယ်1965မှာတရားရံနဲ့90ရံတရားမဝင်ချင်ကြတယ်စီးပွားရေးရုပ်ကနေထိုးချသွားလိုက်တယ်ရန်ကုန်မှာစန္ဒပြည်တမတ်9မှုကနေ6ချက်ခွဲခွဲနဲ့ကြက်ဖြစ်သွားတယ်ဟုတ်နော်အစိုးရမထိန်နိုင်ဘူးခုနကလက80ရတဲ့အနှိမ့်ဆုံးလက်ကစားဝင်တာထမင်းမလောက်တော့ဘူး126ချက်အောက်တန်းစီး ခမင်းစားဖို့မလောက်တော့ပြဿနာတက်တော့မယ်တရုတ်ဘက်မှာအရေးခင်ဖန်တီးပေးလိုက်တယ် politics political diversion ပေါ့နော်နိုင်ငံကြီးလက်ခွက်တစ်ခုအနေနဲ့လုပေးလိုက်တယ်ပြီးတော့ချက်ချင်းဗမာနိုင်ငံတနိုင်ငံလုံးဘယ်နေရာမှာဆိုတစ်ချက်ဖဲရောက်ရမယ်ဆိုအမိန့်ထုတ်တယ်အေအော်ဒီမှာတော့တစ်ချက်ရောက်လို့ရတာပေါ့ဗျာကျွန်တော်တို့ကတာပဲဗမော်ပဲရောက်တဲ့အခါအချက်ဖဲကြတော့တေကနဲ့အာဒါတွေမလို့ခြင်းမှုတပြီလုံးတနိုင်ငံလုံးတပြီတစ်ချက်ရောက်အမိန့်နဲ့အာနာရှင်ထင်ရအုပ်ချုပ်တယ်ဆိုတာဒါကိုပြောတာပေါ့ ို့တော့လည်းမရဘူးစီးပွားရေးကတဖြည်းဖြည်းတဖြည်းဖြည်းကျဆင်းသွားတယ်ထောင်ကောက90ကျတော့အုတ်ချုပ်တဲ့အာနာရှင်ဥနေဝင်းဘုကျုပ်ကြီးနေဝင်းကဗာပြောလာပြီလေတနရှင်ပါလီမန်ဒီမိုကရေစီမကောင်းဘူးဆိုရှယ်လစ်စနစ်နဲ့လောကနိုင်ငံကိုတိဆောက်မယ်ကြွေးကြော်စားအသက်နဲ့ဆိုရှယ်လစ်တပါတီဖွဲ့စည်းဖို့အခြေအဥပဒေကိုရေးဆန္ဒခံယူပွဲတွေလုပ်1984မှာ စစ်အာဏာရှင်အုပ်ချုပ်တဲ့စနစ်ကနေတပါတီအာဏာရှင်အုပ်ချုပ်တဲ့စနစ်ကိုပြောင်းတယ်။အာဏာသိမ်းထားတဲ့ဗိုလ်ချုပ်ကြီးနေဝင်းကသူသိမ်းထားတဲ့အာဏာကိုနိုင်ငံတော်တပါတကြီးဥနေဝင်းကိုသူလွှဲပေးလိုက်တယ်။ဆက်ပြီးတော့တိုက်ပြီးကိုအုပ်ချုပ်တယ်။1989အာနာသိမ့်တဲ့နေရနေဆို25နှစ်တင်းတင်းပြည့်တဲ့နေ့အေယာဝတီတိုင်း ိမ်မဲမျိုးကလယ်သမားတွေသမင်းကလို့တင်မောပေါ်တင်မဲ့ဂိုရောင်ထဲကစံတွေကိုဖောက်တယ်။ကောင်းဆောင်တာဘာလို့လဲရက်ွက်ကောင်စီဥက္ကဋ္ဌကဥဆောင်တယ်။စေတကဝိုင်းနေဟာပြက်လိုက်ပါခိုးတာမဟုတ်ဘူးနေခင်းကြောင်တော့ဂိုရောင်ကိုဖောက်တာပြောင်းပြက်လိုက် ခင်ဗျားတို့မပြက်လဲငတ်လို့သေတော့မယ်တဲ့အိမ်ကကလေးတွေမိမတွေစားစရာစမရှိဘူးပမာပြည့်ရဲ့စပကြီးပမာတိုင်းကတနိုင်ငံလုံးကိုထမင်းကျွေးနေတဲ့ဧရာဝတီကလယ်သမားထမင်းငတ်သွားပြီတဖက်ကဘာဖြစ်သလိုကပအစင်းရဲဆုံးနိုင်ငံအဖြစ်ကုလသမဂ္ဂမှာသွားပြီးတော့ရှောက်ထားပြီးတော့အစင်းရဲဆုံးဘွဲ့ကိုတရားဝင်ကျွန်တော်တို့ခံလိုက်ရတယ် ဲ့ဒီအစင်းအဆုံးဘွဲ့လက်မှတ်ကလေးကိုကင်ပြီးတော့ကမ္ဘာပါအာရှဖုံမျိုးရေးပန်းအဲ့ဒီလိုဘာနေမှာသွားပြီးချမ်းသာတဲ့နိုင်ငံများချမ်းသာသောတထေးကြီးများက ပို့လို့ရှံလို့ပေးထားတဲ့စင်းအသားများအတွက်ဆို ပေးထားတဲ့အဲ့ဒီငွေကိုခွဲရန်သွားထုတ်ယူပြီးတော့ကျွန်တော်တို့စားရတဲ့ဘဝဖြစ်သွားတယ်62ဆနစ်အနာသိမ့်တဲ့အချိန်မှာအရှိတောင်အာရှမှာအချမ်းသာဆုံးအာရှမှာအကောင်းဆုံးတွေကိုပိုင်တဲ့နိုင်ငံဟာ 25နှစ်အကြာကမ္ဘာအစင်းအဆုံးနိုင်ငံဖြစ်သွားတယ်။ဘာဖြစ်လို့လဲ။စီနဲ့ကမ်းနဲ့အုပ်ချုပ်တဲ့စနစ်ပါလီမန်ဒီမိုကရေစီဖွဲ့စည်းပုံချရာဥပဒေနဲ့အုပ်ချုပ်တဲ့စနစ်ကိုဖျက်ပြီးအာဏာရှင်စနစ်နဲ့အုပ်ချုပ်လိုက်တဲ့အတွက်ကျွန်တော်တို့ရဲ့အမတန်ချမ်းသာတဲ့တိုင်းပြည်ကြီးဟာကမ္ဘာပေါ်မှာအစင်းအဆုံးဘဝအထိနှိမ့်ချသွားတယ်။အဲ့တော့ကျွန်တော်ကစောစောကပြောခဲ့တယ်။ လူတယောက်အသက်မရှိတော့ရင်တန်ဖိုးမရှိတော့သလိုပဲနိုင်ငံတနိုင်ငံရဲ့အသက်ဟာဖွဲ့စည်းပုံပါဖွဲ့စည်းပုံမရှိတော့ရင်အဲ့ဒီနိုင်ငံလဲသေပါပြီအသုံးမချတော့ပါဘူးစဉ်းစားကြည့်ပါ1948လွတ်လပ်ရတဲ့အချိန်မှာကျွန်တော်တို့ဗမာနိုင်ငံမှာအသက်ရှိတယ်ဝိညာဉ်ရှိတယ်ဖွဲ့စည်းပုံချင်ဥပဒေရှိတယ်73နှစ်အကြာ1962ခုနှစ်မတ်လ2ရက်နေ့မှာစစ်တပ်က အသေးအဓမ္မနိုင်ငံရဲ့ဝိညာဉ်ဖြစ်တဲ့အသေးနှလုံးဖြစ်တဲ့ဖွဲ့စည်းပုံအခြေအဥပဒေကိုနိုင်ငံရင်ဝင်တဲ့ကနေဆွဲထုတ်လိုက်တယ်ပြီးတော့အာဏာရှင်အုပ်ချုပ်တယ်အဲ့ဒီနေရာနေစပြီးတတိတိတတိတိနဲ့ကျွန်တော်တို့ဆင်းရဲမွဲတေသွားလိုက်တာဟာဘလောက်ထိဖြစ်သွားသလဲကဘာပေါ်မှာ217နိုင်ငံရှိတဲ့ထဲမှာနောက်ဆုံး10နိုင်ငံတည်းကိုကျွန်တော်တို့ကရောက်သွားတယ်နံပါတ်9လောက်မှာကျွန်တော်တို့ရှိတယ်အဲ့ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖယ်လိုက်တာနဲ့မြက်ဝါခင်နဲ့ကျွန်တော်တို့မြင်ရပြီကျွန်တော်တို့ဟာဆင်းရဲမွဲတေပြာကျသွားတဲ့အဆင့်ကျွန်တော်တို့တိုင်းပြည်တေသွားတဲ့အဆင့်ကျွန်တော်တို့ရောက်ခဲ့ရတယ်ကျွန်တော်တို့လူတွေအလုံးဘဝတေခဲ့တယ်ကျွန်တော်တို့လူလိုဆက်ဆံခြင်းမခံရဘူးအာနာရှင်ရဲ့နိုင်ထက်စီနင်းဆက်ဆံခြင်းကျွန်တော်တို့ခံခဲ့ရတယ်ကျွန်တော်တို့အလုံးကိုကြောက်ခဲ့ရတယ်ကျွန်တော်တို့ဘဝလုံခြုံမှုကျွန်တော်တို့ပစ္စည်းလုံခြုံမှုဘာမှမရှိဘူးကျွန်တော်တို့ရှာထားဖွေထားတယ်ခဏနေလာတိမ်သွားတယ် ကျွန်တော်တို့စုထားတယ်ဟာတခေါ်တော်ကြ25ကြက်တန်တရားမှုမှု85ကြက်ကျွန်တော်တို့ဘဝဘာဘာကျွန်တော်တို့ပစ္စည်းလုံးုံမှုမရှိဘဝလုံးုံမှုမရှိဒီလိုဘဝမျိုးနဲ့ကျွန်တော်တို့နေခဲ့ရသလိုနိုင်ငံကလည်းအစင်းအဆုံးဘဝကိုကြာသွားတယ်ပြည်သူလူထုလည်းအဖက်ဖက်ကနှိမ်မာသွားတယ်တိုင်းပြည်လည်းဆုတ်ပြတ်သွားတယ်အဲ့ဒါဘာကြောင့်လို့ဖွဲ့စည်းပုံအခြေအဥပဒေကိုဖယ်ထုတ်လိုက်လို့နိုင်ငံသေးသွားတယ်ဆိုတဲ့လက္ခဏာအဲပုတ်စော်နန်နဲ့အနိုင်ငံနှာခေါင်းကိုမလာဘူးဘာအပုတ်တွေတော့အာနာရှင်နေချမ်းသာနေတယ် ိုင်းပြည်ရဲ့ပိုက်ဆံတွေခိုးကျင်တိုင်းခိုးနေတယ်ချမ်းသာကျင်တိုင်းချမ်းသာနေတယ်တကယ်လူတွေဆင်းရဲနေတယ်အဲ့ဒါဘာတွေတုံးအပုပ်နဲ့တထောင်းထောင်းထားနေတာပဲသို့တော့ကျွန်တော်တို့နှခေါင်းကိုလာမရိုက်တဲ့အတွက်မျက်စိနဲ့ပဲမြင်ရတဲ့အပုပ်နဲ့နေပေါ့ဒါကြောင့်မို့လို့ဖွဲ့စည်းပုံချင်းကဥပဒေဟာတိတ်ကိုအရေးကြီးပါတယ်ဘလောက်အထိအရေးကြီးပါသလုံးလူအတွက်အသက်အရေးကြီးသလိုနိုင်ငံအတွက်အသက်ဝိညာဉ်လို့ဆိုအပ်လောက်အောင်အရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့အနာဂတ် ဗမာနိုင်ငံအတွက်နောက်ထပ်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုကိုဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုကိုအများဆုံးရေးဆွဲပြထားနိုင်မှကျွန်တော်တို့အသက်ပြန်ဆက်နိုင်မယ်ကျွန်တော်တို့ရဲ့အနာကကျွန်တော်တို့ရဲ့နောင်လာနောက်သားတွေဟိုတစ်ချိန်ကကျွန်တော်တို့ရဲ့အဖိုးအဖွားတွေရွှေခက်ငွေခက်ကိုမိခဲ့သလိုနောင်ကျွန်တော်တို့ရဲ့နောင်လာနောက်သားတွေအဲ့ဒီရွှေခက်ငွေခက်ကိုပြန်ရောက်အောင် အခုလောလောဆယ်ကျွန်တော်တို့ခင်ဗျားတို့လှုပ်ရမယ်ပထမဦးဆုံးလှုပ်ရမယ်အလုပ်ကမြန်မာနိုင်ငံရဲ့အခြေခံအုတ်မြစ်ကြီးဖြစ်တဲ့ဖွဲ့စည်းပုံခြံဥပဒေအကောင်စားတရအမြန်ဆုံးပြန်လည်ရေးဆွဲဖော်ထုတ်နိုင်မှုဆိုတဲ့အချက်ဟာအရေးကြီးဆုံးဖြစ်တယ်ဆိုတာအလုံးနားလည်သဘောပေါက်စေတင်ပါတယ်ကျွန်တော်9မိနစ်10မိနစ်လောက်လေးနားပေးပါမယ်ကျွန်တော်အတန်လေးလေးပြန်ရအောင်ခင်ဗျားတို့လည်းအပေါ်ပါသွားခြင်းသွားလို့ရအောင်နော်